ာကြီးတို့မမယူတာလို့ဆိုတာတကယ်တမ်းပြောရမယ်ဆိုရင်လေတို့ဒီကစားနည်းတွေကတို့ကကိုယ်ထက်တောင်ပို့ပြီးတော့ကျွမ်းနိုင်တဲ့အမတို့ကလေဘာဖြစ်လို့ဆိုကိုရီးယားစီနီယာ age ဖြစ်နေရအောင်တင်ထားတာထပ်တွေ့သေးတယ်မတ်ဟိမမန်းဝင်ရက်ခွက်ထဲမှာတအားဆော့လို့နာမည်ကြီးရတယ်ပြီးတော့ညင်းတယ်လို့လည်းနာမည်ကြီးရဲဆိုမသိဘူးဘာဖြစ်မလဲတော့ကျွန်မလည်းမသိဘူးဘာလို့ညင်းလဲမညင်းဘူးတအားတမတမကြတာ ကိုမြန်မာလူမျိုးတွေရဲ့မြန်မာတနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ကစားတွေကစားနည်းတွေပါလားဆိုတာကိုဟိုတိဖို့ကြတော့နည်းနည်းလေးခက်ခဲသွားပြီဆိုတော့ဒီအဲဒီကိလာဆိုတဲ့ကစားပွဲကြီးကတော့အဲ့ဒါကိုပဲအဓိကပြန်ဖို့ထုတ်တဲ့ပွဲမျိုးပါလို့ဟုတ် ကိလာကတော့ तू อ่ะဒီပေါ့နော်မြမယူရကစားနီးတွေကိုအအစ်စ်ပြန်ပြီးတော့ပေါ့နော်အဒီနေ့ခေတ်လူငယ်တွေပို့ပြီးတော့စိတ်ဝင်စားအောင်အဲ့လိုမျိုးလုပ်ပေးတဲ့ပြိုင်ပွဲဒါပေမဲ့အဲ့ဒါအောင်မှာ तू อ่ะမြမယူရကစားနီးတွေကစုမလို့ငယ်တော့ကစားခဲ့တာဟုတ်ပါတော့။အော်ကဲလိုက်တာကဲလိုက်တာဆိုတဲ့မှာကိုရီပါတအားဆော့ရတဲ့မှာပါတယ်ပေါ့နော်။ဆိုတော့အော်ငါငငယ်တော့ဆော့ခဲ့တဲ့ဟာတွေပဲဆိုသွားဆော့လိုက်တာဟာ တကယ်တော့ငငယ်တုန်းကစောက်ခဲ့တဲ့ကစားနည်းတွေကကိုရီးယားမသိလိုက်တာအုံနောက်လည်းသုံးရတယ်။ဟိုခန္ဓာကိုယ်ကြက်ခိုင်မှုတွေမဟုတ်ဘူး။အဲ့တော့ကိလာကကြတော့အဲ့လိုညံဝင်လှပြီးတော့သုံးရတာတွေလည်းပါတယ်။ပြီးတော့တကယ်မြမရူရကစားနည်းစစ်စစ်တွေကိုပြန်ပြီးတော့အသက်သွင်းထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့အာဂျိုယိုဂိမ်းရှိုးမဟုတ်တဲ့ reality ဂိမ်းရှိုးပေါ့နော်။အဲဒီ game ကတော့လေးစုံကတော့လုံးဝမြမယူရ မြမရိုးရာကစားနီစစ်စစ်တွေကိုဒီနေ့ခေတ်အမွေးတဲ့နောက်ပိုင်းမွေးတဲ့မောင်လေးညီမလေးတွေပေါ့နော်သူတို့တွေက ဒီကစားနည်းတွေကိုခုနောက်ပိုင်းမှာမကစားဘူးတော့လုံးဝမကစားဘူးတော့အဲကျောင်းနေမှာ activities တစ်ခုအနေနဲ့ထည့်မယ်ဆိုလို့ရှိရင်တော့ activities တွေအနေနဲ့ထည့်မယ်ဆိုလို့ရှိရင်တော့တို့ဟိုကစားရင်ကစားဘူးလိမ့်မယ်တကယ်ကိုကိုရီလိုမျိုးဟိုနေ့စဉ်ရက်စက်တာတွေကိုကစားပြီးကြီးပြင်းလာရတွေမဟုတ်တော့ဘူးနောက်ပိုင်းမှာဆိုရင် screen time တွေများလာတယ်အာဒီ screen time များတဲ့ဟာမှာနီးပညာနဲ့ပတ်သက်တာကိုပို့ပြီးတော့ဒီလာနိုင်တဲ့ဟာတွေကောင်းနေဆိုပေမဲ့တစ်ဖက်မှာကျတော့အဲဒါတွေက ကိုမြန်မာလူမျိုးတွေရဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ကစားတွေကစားနည်းတွေပါလားဆိုတာကိုဟိုသိဖို့ကြတော့နည်းနည်းလေးခက်ခဲသွားပြီဆိုတော့ဒီအဲဒီကိလာဆိုတဲ့ကစားပွဲကြီးကတော့အဲ့ဒါကိုပဲအဓိကပြန်ဖို့ထုတ်တဲ့ပွဲမျိုးပါလို့ဟုတ်အဲ့မော game ဖြစ်တဲ့အတွက်တော့ဟိုနိုင်တဲ့သူပဲရွေးွားမှာဆိုတော့ဂျားထဲမှာတော့အဲ့လိုတစင်မီတစင်တော့ရှိမှာပေါ့ဒါပေမဲ့စမို့အရန်တော်ရယ်ဆိုတော့အဲ့ထဲမှာတော့ဘောပါလောက်ပါ ခုခင်နိုင်မှုအတွက်လည်းညစ်တဲ့တွေလည်းရှိကောင်းရှိမှာပေါ့နော်။อืมရှိနိုင်တာပေါ့ရှိနိုင်တာပေါ့တပြည့်ပြည့်နဲ့ပေါ်လာပါလိမ့်မယ်အခါကြောက်လို့ရှိရင်လည်းတွားပြီးတော့အင်တာဗျူးပြအောင်ဖြူပေးပါအောင်လို့အဲ့မှာဆိုရင်တာကြီးတို့မမယူတာလို့ဆိုတာတကယ်တမ်းပြောရမယ်ဆိုရင်လေသူတို့ဒီကစားနည်းတွေကသူတို့ကကိုယ်ထက်တောင်ပို့ပြီးတော့ကျွမ်းနိုင်တဲ့အမတို့ကလေဘာလို့လဲဆိုတော့ကိုရီးယားစီနီယာ age ဖြစ်နေရအောင်ဆိုတော့ပြီးတော့အဲ တင်ထားတာထပ်တွေ့သေးတယ်မတ်ဟီမမန်ဝင်ရခွက်ထဲမှာတအားစော်လိုနာမည်ကြီးရတယ်လုံးဝအဲ့ဒီကစားနီးတွေတအားစော်လိုနာမည်ကြီးရပြီးတော့ညင်းတယ်လို့လည်းနာမည်ကြီးရဲ့ဆိုတော့မသိဘူးဘာဖြစ်မလဲတော့ကျွန်မလည်းမသိဘူးဘာလို့မညင်းလဲမညင်းဘူးတအားတမတမကြာယူသားလုံးလို့ခတ်တဲ့ကောင်းမလေးတယောက်ပေါ့ကိုကိုကာယဆွဲအောင်အပြည့်အဝအတုံးချမှာစောင့်ကြည့်တဲ့ခါမှာတွေ့ပါလိမ့်မယ်တချို့ကောင်းလေးတောင်မှဆုံးဘာပြောမလဲတော့တို့လည်းမသိဘူးဘာသူလား ဒါပေမဲ့အဲ့လိုတက်နိုင်တဲ့မြလည်းညံအောင်လွှာသုံးတယ်အဲ့တချို့ဘိုင်းနေဆိုရင်နောက်ပိုင်းညံ့ရင်ဆိုတော့အင်တာဗျူးတစ်ခုရှိရင်ထပ်ဖြည့်ပေးမယ်အရင်ရှိရတဲ့ဟာတစ်ခုရှိရယ်ဆိုတော့လောလောဆယ်တော့ဒီလောက်ပါအငင်းလိုမျိုးရန်မျိုးဖြစ်ကြလေလားတချို့ဖြစ်ကြရတယ်ထင်တယ်တချို့ဖြစ်ကြရတယ်ထင်တယ်စုံမှာတော့မဖြစ်ပါဘူးဂျိတ်သေးလားအဲစုံမှာမဖြစ်ခဲ့ဘူးထင်တာကိုယ့်ရဲ့ဟိုခါမှာတက်ထားတဲ့မိုက်ကအတန်ဒီပိုင်းပါဝါရင်တော့မသိဘူးနော်ခါကျမသိရအတင်းနေပြောမိဘူးစွာတာဆိုစွာပါဘူးဒိမ့်ပါပါ ထွက်လာတဲ့ငနေဘေးကိုအားလုံးကသဘောကျတယ်အေးအဲ့ကို့ဘုံတော့ကို့မ share ဘူးသိလားကို့ကို့ဗီဒီယိုတော့ share လိုက်သေးတယ်မလှပေမဲ့လေဒါပေမဲ့ကို့ဘုံကို့မ share ရတော့သူများရဲ့အဲ့မှာပါတဲ့တချို့မောင်လေးဆို share ထားရသလားဟာရမဘလို့လောက်တော့မှာပေါ့နော်သိလားပြိုင်ဘက်ကိုအပီအပီဘောပြိုင်တော့မှာဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီမျက်နှာဘေးနဲ့တကယ်တော့လေ cute လေးရိုက်ထားတယ်တပုံနဲ့အဲ့လိုမျိုးမျက်မှောင်အောင်လို့ကြုံရလို့တာအဲ့ပုံပဲတင်ထားတယ်ဆိုတော့ညာဒီလိုမျိုးနှလုံးလေးစုမမျက်နှာပေါ်ဇပွဲမွေးမကြရင်ကြိုက်တယ် ဆော့ရလေအေးစေပေါ့မှာကို့မိလို့သပင်အဖျားကိုမိလို့ရှင်ဟဲ့မိပြီဆိုပြီးတော့ပြောခန့်ဒီမှာဆိုလို့စုံတကယ်ပြင်းစင်တာပါအဲ့လိုပြောခန့်ဒီမှာဆိုသပင်နှစ်တုံးထုံးတာလုံးဝတမွေးမှမကြောက်သူက၁၇လပိုင်းမှာပေါ့နော်ဒီ MRTV4 မှာပြမဲ့အဲကီလာကစားပွဲဖြစ်ပါတယ်အဲ့တော့အားလုံးစောင့်ကြည့်စီကြပါတယ်